ားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ပြီးတော့အင်တော်မီခောက်ဆွဲထွက်ဆောင်มาဖြစ်ပါတယ်ဒါကတော့လောလောဆယ်တောက်ဖူးငါးတုံးထည့်တာဖြစ်ပါတယ်ဟာအောက်မှာကတော့အင်တော်မီထည့်တာလေဘုံတော့အဝါရောင်လေးနဲ့အာလူလေးသုံးတုံးထည့်ပါတယ်ပြီးလို့ရှိရင်ခောက်ဆွဲมาထည့်ထားတယ်ဘုံတော့အဲ့ဒါကိုကျွန်တော်တို့ကလောလောဆယ်ဆော့ရပါတယ်ထည့်အောင်မယ်ပြောဆောင်းကနေပြီးတော့ဗာလည်းဖြစ်မလဲလိုက်ကြည့်ရအောင် စက်သားစောထည့်တယ်ပြီးလို့ရှိရင်ဘာထဲမလို့ဆိုလို့ရှိရင်မအရတာစောပေါ့နော်အရတာစောဆိုတော့သူကဆက်ထားတာတခုရှိတယ်ပေါ့နော်အဲ့ဒါတစုံထဲမယ်အဲ့အဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့ကတော့ထုံးစံတိုင်းပဲရှိလီတစ်ခုလာမယ်ရှိလီ source ပေါ့နော်ဒီ source ထည့်မယ် အဲ့ဒါပြီးကျွန်တော်ကကြော်မှာဖြစ်ပါတယ်ခင်ဗျာစီးကထိပ်ပြီးကြော်မှာဖြစ်ပါတယ်ဒါတော့ဆက်နဲ့ကြော်တာဗောနော်လက်နဲ့ကြော်တာတော့မဟုတ်ဘူးဆက်နဲ့ကြော်တာကတော့ပို့ပြီးတော့မိုက်ပါတယ်အော်တော်သွားတာဗောနော်ကျွန်တော်ထည့်ရတော့မပြလိုက်ဘူးထင်ပါတော့ကြော်နေပြီဖြစ်ပါတယ်သူကအာ ူကနေပြီးတော့ဟိုကြောက်ထက်ထဲတယ်ပေါ့နော်အရန်ကိုမှုန်းနေပါပြီသူကလည်းသူတို့ကချက်စင်တန်ပြီဆိုတော့ချက်ကြောက်ထက်ရမှာဆိုရင်သူမင်းနေတိုင်းသူကသူကသူပွင့်လာတယ်ပေါ့နော်အတော်ပေါ့နော်မိုက်တယ်ပေါ့နော်ဘုံဝင်ဝင်လို့ကြာမဟုတ်ဘူးနော်တက်တက်တာဘုံရှိပေါ့ဒီကနေ့ရလားမြေဘက်ဒီဘက်လေးပြီးလို့ရှိရင်ကျွန်တော်ဖွင့်ကြည့်မယ်ပေါ့နော်ရတယ်ဒီပေါ့နော်မှုန်းနေတယ်ပေါ့နော်အနှံ့တော့မှုန်းနေပြီနော်ရှောက်ကပ်ပြီးတော့ပြေးသွားပြီနော် ေးရအင်းနေမျိုးကျော်တာလွယ်လွယ်လေးပဲနော်။အိုးနဲ့ကျော်တာကနည်းနည်းခိုင်ခတ်။ဒီဟာဒီလိုမျိုးကျော်တာတော့လွယ်တယ်ဆက်လိုက်ပြောရကြတော့။ဒီလိုရှိကျွန်တော်တို့ကဒီမှာဒဇပလာတော်လီမောက်စာနည်းနည်းပပထဲဝင်ပေါ့နော်။စပိုက်ဒီမှာပါပါရဲ့။ကဲအမနေပြီးတော့တံဖြဲတိတချံထဲမယ်။ဟိုဘက်ချမ်းကနေပြီးတော့ငရုတ်တိအပြားအပြားထဲတာဖြစ်လာတယ်။ငရုတ်တိနည်းနည်းတိထားတာပေါ့နော်။ကျွတ်တွန်ကျွတ်တွန်ကျော်ပေါ့နော်။ကျွတ်တွန်ကျော်ထဲမယ်။ဇွန်း